ဆိုရစားတမရေအခုတော့ဘလို့ဖြစ်နေလဲမသိဘူးလူကဖိနေတယ်ကောင်းတာတွေဖြစ်နေတယ်အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကျေးဇူးပါတယ်ဆိုတော့စာတမရေကျွန်တော်ဒီကနေ့မှာတော့ message နဲ့တဲ့နေပြ ruby emerald နေနဲ့စူစီတဲ့အင်ကွေးမှာပေါ့ဗျာကျွန်တော်တို့ဝဲဝဲနဲ့တည်ကြခဲ့တဲ့ you ပါလေပထမအကြုပ်ပွေးစဉ်ပေါ့ဗျာဆိုတော့အဲ့ဒီပွေးစဉ်ပြီးမှ emerald ကပွေးပြီး interview တွေပါတယ်ဖြေထားခဲ့တာရှိတယ် အတင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေတော်တော်များများပြောထားခဲ့တယ်ဆိုတော့ဒီဒီကမှာတချို့အကြောင်းတွေကိုပေါ့ဗျာကျွန်တော်တို့ဆွေးနွေးကြအောင်စာသမားတွေအောင်မေမင်္ဂလာပါအောင်မေမင်္ဂလာပါဆိုတော့ပထမဆုံးအမ်မိုရယ်ကပေါ့ဗျာပယ်နတီမတိုင်ခင်ဒီပေါ့ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ကျွန်တော်ထင်မြင်မိတယ်ဒါပေမဲ့ပယ်နတီကပွဲကိုအချိန်ကြီးနဲ့ပြောင်းတော့တယ်လို့ထင်မြင်မိတယ်နောက်ဆုံးမိနစ်အရောက်မှာအတင်းကပင်ပန်းနေတယ်လို့ခန်စားခဲ့ရပြီးတော့ ျွန်တော်အခွင့်အရေးတွေလေးရခဲ့တယ်ဒုတိယကိုရဖို့ဒီအရင်ကောင်းခဲ့ကြတယ်ဒုတိယကြောပြကျွန်တော်ကိုရဲ့ outro ပုံမှာကစားဖို့ရှိနေတယ်အဲ့ဒီနေအတွက်အစင်းလေးဖြစ်ဖို့ကျွန်တော်လိုတယ်ပြီးလို့ချင်းကျွန်တော်တနင်္ဂနွေနေ့မှာရုပ်ပိုက်ဆိုင်ရာတွေအကောင်းဆုံးဖြစ်ဖို့လေးလိုအပ်တယ်လက်တွေ့ကြဖို့နဲ့ကိုရင်အင်ကွေးမှာတပွေးအနိုင်ရဖို့လိုအပ်တယ်ပေါ့ဗျာအဲ့ဒီလိုတွေ့ရမယ်ကျွန်တော်ပြောသလိုပဲသူတို့ပွေးကိုထိန်းချုပ်နိုင်လို့နင်းနေတော့စိတ်ပြတော့နိုင်တယ်ဒါပေမဲ့ပွေးပြီးမှသူတို့ရခဲ့တဲ့အခွင့်အရေးတွေကိုတွေးကြည့်လို့ရတယ်ဆိုပြီးတော့ MW ကပထမအောင်ဆုံး ဖြစ်ကြခဲ့တာပေါ့ကျွန်တော် MOA ပြောတဲ့အထင်းမှာဆိုရင်ကျွန်တော်တို့တချို့တပွဲတွေကတကိကိုမှန်နေဒါကပါလို့ဆိုတော့ပထမဆုံးကျွန်တော်တို့အသင်းကပင်ပန်းနေတဲ့အထူးသဖြင့်ကစားသမားတွေပင်ပန်းနေကြတယ်ကိုရီအသင်းမှာကပေါ့ဗျာတချို့ကစားသမားတွေကအရှမ်းကိုပင်ပန်းနေကြတယ်ဒါတချို့ပြင်တော့တပွဲကမပါဘူးပြီးလို့ရှိရင်ဒေယာရီကစားသမားတွေအင်ဂျူရီပြဿနာရှိနေတဲ့ကစားသမားတွေလူစင်းမလုံလောက်မှုပွေးဆက်တွေများနေမှုပြီးလို့ရှိရင်တချို့ပွေးတွေဆိုမီနီ130 130ဒီကစားခရရတဲ့ပွေးစီတွေရှိတယ် ဒီလိုအခြေအနေတွေကြောင့်တချို့ကစားသမားတွေကိုအနာမပေးပေနဲ့အဲ့ဒီကစားသမားတွေကိုပဲလိမ့်ကလိမ့်ကကျွန်တော်တွန်းခဲ့ရတယ်ဆိုကြပါစို့ဘရူနိုဖာနန်နက်တို့တကယ်နားသေးပါပြီဒီကစားသမားတွေကတချို့ပွဲတွေကိုလုံးဝကိုပွဲနှစ်ပွဲလောက်ထိသူတို့ကိုအနာပေးရမယ်ဒါပေမဲ့လို့ကိုရီးယားအသင်းအနေနဲ့ဘရူနိုဖာနန်နက်တို့ကိုအနာပေးမယ်ဆိုရင်အဲ့ဒီဘရူနိုဖာနန်နက်တို့နေရာမှာပြန်ပြီးအစားထိုးနိုင်မယ့်ကစားသမားမရှိဘူးဒါကြောင့်တို့တချို့တဝက်ကစားသမားတွေပေါ့ဗျာတချို့တဝက်ကစားသမားတွေကဘာမှကိုပြင်မဲ့နှဲနေမှုမရှိပဲ အတင်းအတွက်အကျိုးမပြုတာစဉ်းစားကြည့်ကာစီမေရိုဒီကိုဒါလောဝိုင်လန်ဒီကစားသမားတွေကကျွန်တော်တို့အတင်းနဲ့လုံလုံလုံပေးဆွနေတယ်မရှိဘူးမင်းကပွေးစီမှာဆိုကျွန်တော်တို့58မိနစ်မှာတကိုးရတယ်မင်းကြီး90လောက်မှာတကိုးပြန်ပေးလိုက်ရတယ်ပနတီဒါကိုကြည့်ရလို့ချင်းကိုတွေအသေးအနေနဲ့လိုက်ပါစီမြုံမှုတွေပြန်ဖက်ကစားသမားတွေနဲ့ဘောလုံးချင်လူပြီဆိုရင်ကျွန်တော်မယ်ဆောင်နေတဲ့အသင်းရဲ့ ကစားသမားတွေက physically ဘိုင်းမှာဆိုရင်တက်ခိုင်မှုတိတ်မပြေတော့တယ်လို့ကျွန်တော်တို့တွေးနေရတယ်။ဒါကကိုရီးယားအသင်းအနေနဲ့ခုနပြောသလိုပါပဲလူစည်းမလုံလောက်တဲ့အချိန်တွေတခုမှဒီကစားသမားတွေကိုပဲကျွန်တော်တို့တုံ့ပြနေရတာဖြစ်။ဆိုတော့ဒါကတကယ်တော့ဗောဗျာ။နောက်ပြီးတော့အသင်းအနေနဲ့ဗောဗျာဒီနေ့ပွဲစီမှာကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ထင်နေဆိုတာကတော့ကျွန်တော်လက်မခံပါဘူး။ညီကိုတို့စဉ်းစားကြည့်ကျွန်တော်တို့ဒီပထမပိုင်းဒုတိယပိုင်းအခွင့်အရေးကျွန်တော်ရခဲ့တယ်ဆိုတာမှန်နေ ဒါပေမဲ့လို့တိုက်စစ်ဘက်မှာလိုအပ်ချက်တွေရှိနေမှုတိုက်စစ်ဘက်မှာဂုံမရမှုပြလို့ရှိရင်အခွင့်ရတဲ့အခွင့်ကိုသုံးမချနိုင်မှုဘလောက်မှမကော်တဲ့လူပေးတာတောင်မှားနေတာဒါတွေကကိုရီအတင်းတက်ကိုလုံးဝအားရကျင်နေစရာကျွန်တော်မရှိခဲ့ဘူးအခွင့်ရခဲ့တယ်ဆိုပေမဲ့အဲ့ဒီအခွင့်ကိုသုံးမချနိုင်ပြည်တဲ့နိုင်ဖို့ဘက်ကိုဥတည်ပြီးတော့တော်လို့ရမှာလေကိုရီအတင်းကစားသမားတွေကပထမပိုင်း၄၅မိနစ်မိနစ်ခွင့်စေလောက်ကစားနေတာအေးဘေးဘေးနဲ့ နောက်ပိုင်းပွေးပြီးခါနေမှဒုံတိုက်ကူပဲကစားနေကြတာဒါကကိုရီအတင်းအတွက်ကိုဘယ်လောက်ထိထိခိုက်စေမှုရှိသလဲဘယ်လောက်ထိနှိမ့်နာမှုရှိလဲဆိုတာဒီကစားသမားတွေကကျွန်တော်တွေးတာမင်းငါပွေးစီမှာရေကျွန်တော်အမှန်တည်းပြောလို့ရှိရင်စကီစီတယောက်လောက်ပဲကျွန်တော်အရရင်နေခဲ့တာကျဲတဲ့အထောင်မှာကစားနေရရှမဲဖိုင်လဲတော့နေဗတဲမှာကစားနေတဲ့ဂါနာရှိုးတော့ကျွန်တော်တို့ရခဲ့တဲ့ကိုကဂါနာရှိုးရဲ့ဖန်တီးပေးမှုဆိုပေမဲ့လို့ပထမပိုင်းရောဒုတိယပိုင်းမှာဆိုရင်ဂါနာရှိုးအနေနဲ့ပထမပိုင်းမှာပိုလို့တောင်ခွင်းနေဖြုံနေခဲ့တယ် ကိုကစားသမားအချင်းချင်းလူပေးတာလည်းမရှိဘူးတကူအောင်ဆံမှုတွေအများကြီးရှိခဲ့တယ်ဆိုတော့ဒါတွေကစားသမားတို့ရဲ့အတင်းတက်လုံးဝအချင်းနဲ့မကောင်းတာပြီးလို့ရှိရင်ကိုရီးယားအသင်းနဲ့လာမယ့်ကျွန်တော်တို့ကိုရင်းနဲ့တနင်္ဂနွေနေ့မှာဆိုအာဆင်နယ်ကိုပြင်းပြလေးကျွန်တော်ကစားဖို့ရှိနေတယ်ပြီးလို့ရှိရင်ရီယယ်ဆူစီတိုင်းနဲ့၁၄ရက်နေ့မှာဆိုဒုတိယအကြော်ဖြစ်ကိုရီးယားအထရက်ပေါ်မှာကစားမယ်ဒီလိုအနေဒါတစ်ခုမှာတက်နိုင်လို့ရှိရင်ကစားသမားတော်တော်များများကိုအနာပေးသင့်တာ ခက်တာကအခုလေးတင်ပြဿနာအသေးကြုံတော့ခဲ့တယ်အရင်ကစားသမားတွေအင်ဂျူပြဿနာရှိနေတဲ့ကစားသမားတွေအခုတည်းတည်းကျွန်တော်မဆောင်နေတဲ့အသင်းနဲ့ပြန်လာမြတ်တိုင်းတာမရှိဘူးဒါရီယာလည်းပဲမဆောင်နေတဲ့အသင်းတို့ကိုစိုးကြိုးမှုတွေအများကြီးကျွန်တော်တွေ့ရတယ်လုံးဝလက်မခံနိုင်တဲ့အခြေအနေတခုလည်းကျွန်တော်ဖြစ်နေပြီးချင်းချင်းပြောလို့ရှိအသင်းလူစည်းရင်းကတအားကိုပါလွန်နေပြီကိုဒီအသင်းမှာရွေးချယ်ခွင့်မရှိပါဘူးဆိုမှအရင်မှလည်း ကြည်ပါလားဗီတလီတို့တို့ဘာမှမရောက်ဘူးဒီကောင်တွေကပြီးလို့ရှိရင်ကျွန်တော်လူငယ်ကစားသမားလေးတွေအမေတိုင်းပြောလို့ချင်းလူငယ်ရှာတိတ်လေးတွေကထင်တယ်လို့ကျွန်တော်တို့အတင်းထားလိုက်ပါကျွန်တော်တို့ဒီဖက်ထရိတ်ဒူကိုတို့ကိုယူမိုင်းနူတို့အဲ့ဒါမနာကျန်တဲ့အာမေဒီယာလိုတို့ဒီလူငယ်ကစားသမားလေးတွေပဲကျွန်တော်တို့အဆင်ပြေနိုင်တာကျန်တဲ့ကစားသမားတွေအဖို့ကတော့တကယ်အတင်းကြီးနေတဲ့ကစားပြီဆိုရင်တကယ်သူတို့ထက်ကိုဝဝေးကောင်းပြီးတော့ physically ပဲကောင်းတဲ့ကစားသမားတွေနဲ့တွေ့ပြီဆိုရင် အဆင်မပြေနိုင်လောက်ဘူးဆိုတော့ဒါဒီကြောင့်ပဲကိုရီးယားအသင်းတကလုံးဝကိုဒီအခြေအနေမကောင်းတာစားသမားတို့ရဲ့လာမယ့်ပွဲစဉ်တွေမှာဆိုရင်အာဆင်နယ်နဲ့အာဆင်နယ်အသင်းဆိုတာကပြိုင်ပွဲတိုင်းလိုလိုမှာ physically ဘိုင်းရတော့လကောင်းပြီးလို့ချင်းကစားပုံရတော့လကောင်းကိုရီးယားအသင်းအတွက်အသာစီးအများကြီးရှိတယ်နောက်တစ်ခုကျွန်တော်တို့ကိုရီးယား outfit ပေါ်မှာ real society ကိုကစားဖို့ဆိုတာကမလွယ်ကူပါဘူး။ပြည်သည်ကိုရီးယား manager နဲ့အသင်းအနေနဲ့အိမ်ခွင်အဝေးခွင် အင်ကွင်းကပို့လို့တော့ရဲလက်တွေစိုးရနေတယ်အဒီနေ့မှကစားခဲ့တဲ့ဆူဆူတဲ့အင်ကွင်းမှာဆူဆူတဲ့ကတကယ်ကိုအဆင်ပြေခဲ့တာသူတို့ကယာရီအခွင်းကိုအမေရိကန်အသုံးချနိုင်တာကိုရီအသင်းကယာရီအခွင်းကိုလည်းအသုံးမချနိုင်သလိုအမားတွေလည်းများတယ်ကစားသမားတွေကလည်းပြုတ်ပဲနေမှုရှိတယ်တချို့ကစားသမားတွေဆိုရင်တိုင်ဖဲကစားသမားတွေနဲ့တွေ့ပြီဆိုရင်ရှင်လူတွေနေရာမှာလုံးဝကိုတိတာနေတယ်ဆိုတော့ ဘယ်လိုလုပ်မလဲကိုတည်းအသေးအနေနဲ့ပေါ့ဗျာဘာဖြစ်ဆိုတော့ပရီးမီးယားလိမ့်မှာပေါ့ဗျာအခုအာဆင်နယ်နဲ့ကစားရမယ်တကယ့်အရေးကြီးတဲ့ပွဲဒီလိုအရေးကြီးတဲ့ပွဲတွေမှာကိုတည်းအားထားတဲ့ကစားသမားတွေမရှိသလိုချီးတဲ့ကစားသမားတွေကလည်းကြဲခိုင်မှုမပြေဝတာတကြောင်ပြီးလို့ရှိရင်ပွေးပန်းနေမှုတကြောင်ဒါတွေကြောင့်ကိုတည်းအသင်းကဘလို့အနေထားနဲ့ဖြတ်တင်းရမလို့ဆိုတာ MWE တက်ကတော့ရင်းလေးစရာပေါ့ဗျာဆိုတော့ကျွန်တော်တို့နောက်တစ်ခုကြည့်ရလို့ရှိရင်စကေစီကိုနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာ အမ်ဝဲကတူတူကြီးကောင်းကောင်းလုံးလုံးနေလို့ထိုက်ခဲ့ပါတယ်။သူရဲ့ကစားပုံကအများကြီးကိုတိုးတက်လာနေတယ်။ဒီအခိုက်တွဲတွေကသူနဲ့ထိုက်တဲ့နဲ့ကျွန်တော်တို့အတွက်တကယ့်ကိုအရေးပါခဲ့တယ်လို့အမ်ဝဲကပြောခဲ့တာပေါ့ဗျာ။ဆိုတော့ကျွန်တော်တို့ဇကီစင်းနဲ့ပတ်သက်ပြီးတော့ပြောလို့ရှိရင်တော့အများကြီးတော့ပြောစရာမလိုဘူး။ဘာဖြစ်လို့ဆိုတော့နောက်ပိုင်းပွေးစဉ်တွေနောက်ပိုင်းအနေထားတွေမှာဆိုဝိုင်လန်တဲ့ဇကီစင်းကပို့ပြီးတော့အခွေးတွေကောင်းလာတယ်ဖယ်တင်မှုလေးကောင်းလာတယ်။သွင်းကိုတွေအနေထားမှာလည်းတကယ့်ကိုအဆင်ပြေခဲ့တယ်။ မနေ့ကပွဲစီမှာဆိုရင်ကျွန်တော်58မိနစ်မှာတွင်ကလေးကိုကတကယ်ကိုဟိုနေရာယူမှုလေးမှန်တယ်ပြီးလို့ရှိရင်ပြိုင်ဖက်ကိုသမောက်ကိုလည်းအလှပြောင်းတစ်ခုနဲ့လုံးဝဂိုးဖြစ်ကျွန်တော်ပြောင်းလဲတော့နိုင်ခဲ့တယ်ဒါခွိုင်လဲနဲ့ဇကီးစီကြမှာကော်ချနေတဲ့အနေအထားတစ်ခုပေါ့ဗျာဆိုတော့ကျွန်တော်ခွိုင်လဲကိုလည်းကျွန်တော်ပင်ပိုးပေးနိုင်ဖို့လိုသလိုဇကီးစီကိုလည်းပို့ပြီးတော့ကျွန်တော်ပင်ပိုးပေးနိုင်ဖို့လိုတယ်အခုခွိုင်လဲအနေနဲ့ သူအထောင်ထဲစစ်နေရမှာကစားပြီဆိုရင် ကိုတင်မှုလည်းမရှိသလိုဖယ်တင်မှုတွေလည်းရလာတဲ့အခွင့်အရေးတွေကိုလည်းအသုံးမချနိုင်မှုဖြစ်နေတယ်။စကစီကအဲ့လိုမဟုတ်တော့ဘူးရလာတဲ့အခွင့်အရေးတွေကိုလည်းအသုံးချနိုင်တယ်ဖယ်တင်မှုတွေတဦးကြီးတော်ဖြစ်တာတော့လုံးဝကိုကောင်းကောင်းကြီးအမေကန်ဆုံးဖြစ်နေတဲ့အတွက်စကစီနဲ့ပတ်သက်လို့ကတော့နောက်ပိုင်းပွဲစဉ်တွေကလုံးဝအမားကြီးကင်းလာတယ်အမေကန်ဆုံးနဲ့ကျွန်တော်တို့ဟိုကောင်းလာတာပေါ့ဗျာဆိုတော့စာသမားတို့ဒါက Emirates နဲ့ ီနေနဲ့ပိုင်းကစားခဲ့တဲ့စစ်နှစ်နိုင်စင်ကမှလူရဲစုစုတွေပြောကြခဲ့တဲ့အတင်းနဲ့ပတ်သက်ပြီးတော့အချင်းတွေတခုပေါ့ဗျာအဲမိုရီပြောတာတွေကိုကျွန်တော်တို့ခြုံကြရလို့ချင်းကျွန်တော်တို့ဒီရလဲမကောင်းတာကကစားသမားမလုံလောက်မှုပွေးထုတ်လူစင်းကစားလာတဲ့နေသားတခုမှလည်းအဲ့ဒီကစားသမားတွေကပုံစံကောင်းတွေမပြနိုင်မှုပွေးစစ်တွေများတဲ့ကစားသမားတွေပွေးပန်းမှုတွေရှိတယ်ပြီးလို့ချင်းကိုတင်ကတရားပဒနာအင်ဂျူရီပြဿနာကြုံနေရတဲ့အနေအထားတစ်ခုကြောင့် ကျွန်တော်ဒီနောက်ပိုင်းပွေးစီကိုအမားမြလာခဲ့တာပေါ့ဗျာဒါပေမဲ့ပွေးမပဲ့တဲ့ကစားသမားတွေလည်းရှိပါတယ်အဲ့ဒီကစားသမားတွေကလည်းအကောင်းဆုံးကျွန်တော်မလုံနိုင်ဘူးဖက်တင်းမှုတွေပါဝင်ဒါမှ defensive နေရာတွေမှာလည်းပြောရမယ်ဆိုရင်ကက်စမီယိုတို့လိုကစားသမားတွေပေါ့ဗျာ right wing ကစားနေတဲ့ကစားသမားတွေဖြစ်တဲ့ဒီကိုဒါလိုတို့လိုကစားသမားတွေဆိုတော့ဒီကောင်တွေကအတင်းတက်ကိုလုံးဝပေးဆက်ကစားလို့ပြီးတော့တောင်းဝင်ယူတောင်းဝင်ခင်ဆက်ဆက်တာလုံးဝမရှိတော့ဘူးကျန်တဲ့ကျွန်တော်ဘရူနိုဖာနေတဲ့တို့တခြားကစားသမားတွေဆိုရင် နားသိနေကြပါမယ်လို့ကျွန်တော်ကရွေးချယ်ခွင့်မရှိတဲ့အတွက်ဒီကောင်တွေကိုပဲအတုံးပြုတ်နေရတာဆိုတော့လာမယ့်အဆင်နဲ့ပွေးစီမှာဘလို့အချင်းနဲ့ကျွန်တော်တို့တော့မလဲအဲမွေတွေကဒီလူစင်းနဲ့ကျွန်တော်အဆင်ပြေနိုင်လောက်မလို့ဆိုတော့ကျွန်တော်ကြည့်ရမှာပေါ့ဗျာဆိုတော့ညီကတို့ဘလို့ထင်မြင်ကြည့်လေစာသမားတို့အဲမွေပြောရတဲ့အချိန်မှာတကယ်လေးပဲဒီကစားသမားတွေပွေးပွဲမှုတွေနဲ့ပြလို့ချင်းကျွန်တော်တို့အတင်းကဒဏ်ရာအင်ဂျူရီပြဿနာကြုံနေရတဲ့ကစားသမားတွေလူစင်းမလုံလောက်မှုကြောင့်ဒီလိုမျိုးအချိန်နဲ့ကျွန်တော်တို့ ဟိုဆိုးဝါးမှုတွေကြုံတွေ့နေရလို့ဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ United Fan 2တယောက်စီတိုင်းကိုကြီးချက်မကြီးစေးကြီးချမ်းသာကြီးနဲ့အရာပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ကိုဝင်းစောကနေစတောင်းပေးလိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လေးကြောင်းအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်